ိမိရဲ့လုပ်ငန်းတာဝန်ဟာရခိုင်ပြည်နယ်အတွင်းကလူ့အခွင့်အရေးအခြေအနေအစီရင်ခံစာ ရေးသားဖို့မဟုတ်ကြောင်းရခိုင်ပြည်နယ်အကြံပေးကော်မရှင်ရဲ့တာဝန်ဟာတင်းမာမှုတွေညှော်နေပြီးဖွံ့ဖြိုးတိုးတက်ရေးအတွက်အစိုးရကိုအကြံပေးဖို့သာဖြစ်ကြောင်းရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဥက္ကဋ္ဌကိုဖီအာနန်ကပြောကြားလိုက်ပါတယ်။နှစ်ရက်ကြာရခိုင်ပြည်နယ်ခီးစဉ်ပြီးဒီကနေ့ညနေရန်ကုန်ရှန်ဂရီလာဟိုတယ်မှာကျင်းပတဲ့ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့သတင်းစာရှင်းလင်းပွဲမှာမစ္စတာအာနန်ကအခုလိုပြောပြတာဖြစ်ပါတယ်။

ကော်မရှင်ကဘယ်လိုစုံစမ်းလေ့လာရလဲဆိုတာစောင့်ကြည့်စီလို့ပြီးထွက်ပေါ်လာမဲ့အစီရင်ခံစာကိုလည်းစောင့်ကြည့်ဖို့ပြောကြားလိုကြောင်းသတင်းစာရှင်းလင်းပွဲမှာပြောပါတယ် Our first visit was to Sitwe and during that visit we listened to representatives တခိုင်ပြည်နယ်ခီးစင်ဟာသူ့အတွက်လေ့လာခွင့်ရတဲ့ခီးစင်ဖြစ်ကြောင်းခီးစင်အတွက်မှာတန်ဃာတော်တွေနှစ်ဖက်လူမှုအဖွဲ့အစည်းကလူပုဂ္ဂိုလ်တွေဘာသာရေးကောင်းဆောင်တွေလွတ်တော်ကိုယ်စားလှယ်တွေနဲ့နိုင်ငံရေးပါတီတွေကကိုယ်စားလှယ်တွေကိုလည်းတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ပြောပါတယ် ဒီလိုတွေ့ဆုံရမှာရခိုင်လူမျိုးတွေရဲ့တမိုင်းကြောင်းကိုရှင်းပြတာရှိသလိုပညာရေး၊ကျန်းမာရေး၊အလုပ်ကိုင်ခွန်လန်းရှားပါမှုပြဿနာတွေကိုလည်းဆွေးနွေးကြတာပါဝင်တယ်လို့မစ္စတာအာနန်ကပြောပါတယ်။သတင်းစာရှင်းလင်းပွဲမှာစင်ကာပူအခြေစိုက် CNA သတင်းဌာနကအရင်အစိုးရနဲ့တက်ကကော်မရှင်ရဲ့အစီရင်ခံစာဟာရေရှည်ပြဿနာဖြေရှင်းရေးအတွက်အသုံးမဝင်ဖြစ်ခဲ့ရတဲ့အကြောင်းအခုကော်မရှင်အနေနဲ့ဘယ်လိုကွာခြားသလဲအောင်မြင်မှုရှိဖို့အလားအလာကောဘယ်လောက်ရှိပါသလဲလို့မေးမြန်းရမှာမစ္စတာအာနန်က ဒီအကြောင်းအားလုံးသိရှိပြီးဖြစ်တဲ့အကြောင်းထူးခြားတဲ့အချက်ကမြို့သားကော်မရှင်အဖွဲ့အစ်မှာနိုင်ငံတကာကလူပုဂ္ဂိုလ်တွေပါဝင်လာတဲ့အချက်ဖြစ်ကြောင်းဖြေကြားခဲ့ပါတယ် I think the difference this commission brings to the table is that it is a mixed commission is a is a Myanmar commission but ကော်မရှင်အနေနဲ့ဒီတော့သက်ဆိုင်တဲ့လူအဖွဲ့အစည်းတွေကသာမကဒီပြဿနာတွေနဲ့ပတ်သက်နေတဲ့အိန္ဒိယနိုင်ငံတွေနဲ့လည်းစကားပြောဆိုပြီး လူတွေရဲ့ရွှေ့ပြောင်းမှု၊နေကြာပြဿနာတွေဖြစ်ရှင်းရမှာဘယ်လိုပူးပေါင်းကူညီနိုင်မလဲဆိုတာတွေကိုနီးလန်းရှာဖွေသွားမှာဖြစ်တဲ့အကြောင်းကော်မရှင်အစီရင်ခံစာဟာအားလုံးအတွက်အသုံးဝင်မဲ့အကြံပြုချက်တွေကိုထည့်သွင်းဖို့ကြိုးစားသွားမှာဖြစ်ကြောင်းဖြေကြားခဲ့ပါတယ်။ to see how they can also help particularly when it comes to dealing with their own border situations and cooperating on the movements of people and how that can be better handled ရင်းသားရှင်းလင်းပွဲမှာဒေါအောင်ဆန်းစုကြည်ကရိုဟင်ဂျာအမျိုးကိုမသုံးဖို့ပြောဆိုတာမျိုးရှိပါသလားလို့သတင်းတောက်တူကမေးရမှာမစ္စတာအာနန်ကဒေါအောင်ဆန်းစုကြည်ကအဲ့လိုပြောတာမရှိတဲ့အကြောင်းခီးစံအတွင်းမှာဖိနှိပ်မှုပုံစံမျိုးမြင်ခဲ့ရပါသလားလို့မေးမြန်းရမှာလဲဒီလိုအခြေအနေမျိုးမတွေ့ခဲ့ရအကြောင်းဖြေပါတယ်ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ဖွဲ့ဝင်ဟာဂျီဦးအေးလွန်ကလည်းဒီခီးစဉ်ဟာနှစ်ရက်သာဖြစ်ပြီးကြိုးတင်စီစဉ်ထားတဲ့ခီးစဉ်ဖြစ်တဲ့အတွက် ဒီလိုမျိုးမတွေ့ရတာဖြစ်တယ်လို့လည်းသတင်းစာရှင်းလင်းပွဲမှာဝန်ရောက်ဖြေဆိုခဲ့ပါတယ် it was a two day visit and everything was stage managed so we need more time to find out whether there is an operation or not ကုလသမဂ္ဂအတွင်းမှူးချုပ်ဟောင်းကိုဖီအာနန်ဦးဆောင်တဲ့ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ရဲ့တက်တက်ဟာတနှစ်ဖြစ်ပြီးနောက်မှလည်းရခိုင်ပြည်နယ်ကိုသွားရောက်တဲ့ခီးစဉ်တွေရှိနေအောင်မယ်လို့သိရပါတယ်ခင်ဗျာ